ဘန်ကောက်မှာလူတယောက်တလနေထိုင်စရိတ်အနည်းဆုံးမြန်မာကျပ်ငွေ9သိန်းခွဲနဲ့နေလို့ရတယ်လို့တလကိုကျပ်သိန်း100အထိလဲကုန်ကြနိုင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဗီဒီယိုလေးရတော့ဘန်ကောက်မြို့မှာတလကိုဘလောက်ကုန်ကြနိုင်နေဆိုတာကိုပြောပြပေးသွားပါမယ်ရှင်။ဒါပေမဲ့နေထိုင်စားသောက်စရိတ်ကလူတယောက်ချင်းစီရဲ့နေထိုင်မှုပုံစံပေါ်မှာမူတည်ပြီးကွဲပြားနိုင်ပါတယ်ရှင်။ အိမ်ကားကတော့ဗန်ကောက်မြို့မှာနေထိုင်စရိတ်သေးကအဓိကအကြဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ရှင်။မြို့ရင်းနေရာတွေဖြစ်တဲ့ဆူကွန်ဗစ် CM ပရတူနန်စတဲ့နေရာတွေမှာခစ်မိတဲ့အိမ်ခန်းတစ်ခန်းပါကွန်ဒိုမီနီယံတစ်လုံးငှားမယ်ဆိုရင်တစ်လကိုဘတ်18000ငါနေ2000ခွဲလောက်ထိရှိပါတယ်ရှင်။မြို့နယ်အနေငယ်အလန်းဝေးတဲ့ဖရက်ကနုံး အကမိုက်တို့လိုနေရာတွေမှာတော့တလောက်ကိုဘတ်14000ကနေ18000လောက်နဲ့ရနိုင်ပါတယ်ရှင်။ဘယ်အရင် summer round BTS တွေအနည်းမှာ one bedroom mini condo ဆိုရင်တလောက်ကိုဘတ်8000လောက်နဲ့တနစ်ချုပ်တွေရနိုင်ပါတယ်ရှင်။ condo တွေက ရေကူးကန်ဂျင်ပါကြပါတယ်ရှင်။ car parking မှာပါပါတယ်ရှင်။ key card နဲ့24 hour security CCTV နဲ့ safe ဖြစ်ပါတယ်ရှင်။ left front ဘက်မှာဆိုရင်တော့ တလကိုဘတ်2500ဘတ်3000နဲ့ရိုးရိုးအခန်းငယ်လေးတွေရှိပါတယ်ရှင်။ဘန်ကပိဘတ်မှာတော့ဘတ်3500ဘတ်4000အခန်းတွေလည်းရှိပါတယ်ရှင်။ Smooth Bracken လိုနေရာတွေမှာရိုးရိုးရှင်းရှင်းအခန်းတစ်ခန်းကိုငှားမယ်ဆိုရင်တော့တလကိုဘတ်2500လောက်ပဲရှိပါတယ်ရှင်။အခန်းတွေကပန်ကာပါတာမပါတာအဲကွန်ပါတာမပါတာထမင်းဟင်းချက်ခွင့်ပြုတာမပြုတာပေါ်မူတည်ပြီး ကွာခြားသွားပါတယ်ရှင်။ဘန်ကောက်မှာစားတောက်ဖို့အတွက်ကတော့ရွေးချယ်စရာအလွန်ကိုပေါ်များပါတယ်ရှင်။ Street food နဲ့စားတောက်ဆိုင်ရယ်လေးတွေမှာပဲအများနဲ့စားမယ်ဆိုရင်တရက်ကိုဘတ်100လောက်နဲ့လုံလောက်ပါတယ်ရှင်။ဘတ်20 30နဲ့ထမင်းဘူးလေးတွေလည်းရှိပါတယ်ရှင်။ရိုးရိုးစားတောက်ဆိုင်တွေမှာစားမယ်ဆိုရင်တနက်ကိုဘတ်60နဲ့ဘတ်150လောက်ရှိပြီးစားတောက်ဆိုင်ကြီးတွေမှာစားမယ်ဆိုရင်တော့ဈေးနှုန်းကပုံမြင့်လာနိုင်ပါတယ်ရှင်။ ကိုယ်တိုင်ချက်ပြုတ်စားတောက်မယ်ဆိုရင်တော့စားတောက်စရိတ်ကပိုပြီးတက်တာသွားပါလိမ့်မယ်ရှင်။ဗန်ကောက်မျိုးရဲ့အများပြည်သူသုံးတဲယူပို့ဆောင်ရင်စနစ်ဟာကောင်းမွန်ပြီးဈေးနှုန်းလည်းတက်တာပါလိမ့်ရှင်။ဘတ်စီးတဲ့ရင်ရိုးရိုးက10ဘက်၊အေကွန်ကဘတ်20ရာနဲ့25ဘက်ပေးရပါလိမ့်ရှင်။ကြောင်တက်ကြောင်စင်းချင်းရုံတက်ရုံစင်းချင်းဆိုလမ်းကျက်တက်ပါလိမ့်ရှင်။ water bus နဲ့လည်းလမ်းကြောင်းသိရင်သွားလို့ရပါတယ်ရှင်။ 22ဘတ်ဆိုပြင်းနေအောင်တမျောတခေါ်စီးလို့ရပါတယ်ရှင်။ BTS MRT ကတော့လမ်းမပိတ်တော့အမြန်ဆုံးရောက်ပါတယ်ရှင်။ BTS MRT လစဉ်လက်မဲ့ဝယ်စီးမယ်ဆိုရင်တစ်လကိုဘတ်1300ကနေဘတ်1500လောက်ကုန်ကြနိုင်ပါတယ်ရှင်။ Taxi, Grab, Bolto လိုကားတွေနဲ့ Motorcycle Taxi တွေကိုအသုံးပြုမယ်ဆိုရင်တော့သွားလာတဲ့အကွာဝေးပေါ်မူတည်ပြီးဈေးနှုန်းကွာခြားနိုင်ပါတယ်ရှင်။ Bolt ကဈေးပိုသက်သာပါတယ်ရှင်။ လမ်းကြောင်းမသိရင်မီတာတက္ကစီတွေကပတ်မောင်းတတ်ပါတယ်ရှင်တုတ်တုတ်တွေက volt ဈေးလေးစားလောက်ပို့တောင်းတတ်ပါတယ်ရှင်ရေဘိုးမီဘိုးစတဲ့အိမ်သုံးစိတ်တွေကတော့အခန်းရွယ်စားနဲ့လျှက်စစ်ပစ္စည်းအသုံးပြုပေါ်မူတည်ပြီးတလောက်ကိုဘတ်2000ကနေဘတ်3000လောက်ပြန်မြအကုန်ကြနိုင်ပါတယ်ရှင်ဖုန်းပေနဲ့အင်တာနက်ဖိုးကတလောက်ကိုဘတ်900လောက်ပေးရလိမ့်ရှိပါတယ်ရှင်ဖုန်းပေက package ဝယ်သုံးမှတန်တာပါရှင် အဝိဇ္ဇာနဲ့အခြားလည်ပတ်သွားလာတာတွေအတွက်တော့လူတယောက်ချင်းစီရဲ့အသုံးစရိတ်ပေါ်မူတည်ပါတယ်ရှင်။ဗန်ကောက်မြို့မှာနေထိုင်တဲ့ပုံစံအလိုက်ခမန်းချေတလားကုန်ကြစည်ကို ပြောပြပေးပါမယ်ရှင်။အိမ်ငါးကတက်တာတဲ့နေရာ street food အစားတောက်တို့ကိုသာအဓိကထားစားမယ်ဆိုရင်တလားကိုဘတ်6000လောက်နဲ့လုံလောက်ပါတယ်ရှင်။ဗီဇာချင်းမပါပါဘူးရှင်။မြို့ရင်းနေရာမှာအိမ်ခန်းတစ်ခန်းပါကွန်ဒိုငါးပြီးစားတောက်ဆိုင်တွေမှာအစားများမယ်ဆိုရင်တလားကို ဘတ်2000ခွဲကနေ3000ခွဲလောက်ကုန်ကြနိုင်ပါတယ်ရှင်ဗီဇာကြီးမပါပါဘူးရှင်ကိုပိုင်ကကလပ်ဘားသွားအလဲပတ်တွေသွားပြီးနာမည်ကြီးစားတောက်ဆိုင်တွေမှာစားမယ်ဆိုရင်တော့တလားကိုဘတ်3သိန်းကျော်အထက်ကုန်ကြမှာဖြစ်ပါတယ်ရှင်ဗီဇာကြီးရတက်တက်တွေ့ရမှာပါရှင်ဘန်ကောက်မှာအဆင်ပြေနိုင်ကြပါစေရှင်